ါပါကြာတို့ Ecolab မြန်မာရဲ့ funding system လေးနဲ့လိပ်စက်ပြီးကြရသည်ဒါကတော့ကျွန်တော်တို့ service plan ခြံကြီးရပါကြာအဲ service plan ဂျာထဲမှာကျွန်တော်တို့က၃ပြည့်အကွာဝေးတဲ့အတိုင်းမှာဒီလမပလက်စတစ်ဖနာတချောင်းကိုထည့်ပေးလိုက်တာပါအဲထည့်ပေးပြီးတော့မှကျွန်တော်တို့ဒီ panel ကိုသူ log အတိုင်း ပန်နယ်မှာအဖို့လိုင်းထားကြတယ်ပြဿနာတွေမှာအမလိုင်းပေးကြတယ်ဗျအဲ့ဒီအမလိုင်းပေးထားတဲ့အတိုင်းကိုထည့်ပေးလိုက်ရပါတယ်အဲ့တော့ထည့်ပေးလိုက်ခြင်းအောက်ကဒီစတီဖနာထည့်ပေးထားတဲ့အတွက်ကြောင့်ဝေါ်ရဲ့ကြံ့ခိုင်မှုပိုကောင်းတယ်လို့လုပ်ငန်းလုပ်တဲ့အချိန်မှာလည်းညံဆန်ပါတယ်ကျွန်တော်တို့ဒီစင်ကြမြင်ကြအတွက်လည်းအဲ့ဒါအများကြီးတက်တာပါတယ်ချောပြီးတဲ့အချိန်မှာတော့ဒီအလဲစတီဖနာနှာချောင်းကတော့ကြောက်သွားပါတော့ဒီ မိန်းနိုင်နှစ်တိုင်ရပဲဆက်ခံပွဲအနေနဲ့ကြံခဲ့မှာပဲဗျဒီစနစ်ကချန်စီယူမှာပဲ3-3ကျွန်တော်တို့ RC ဒီမှာပဲ3-3သုံးလို့ရပါတယ်ဒီ RC မှာဆိုတော့သူ span ceiling height တိုင်းဆက်ပြီးရှိရင်ကျွန်တော်တို့ကဒီ stiffener ကိုဆက်ပြီးထုတ်လို့ပြီးလို့ရပါတယ်ဟိုလိုချင်တဲ့ height တိုင်းဒါလေးမိတ်ဆက်တာပါပြီးရင်လည်းဘယ်နဲ့ဆိုပြီးရင်ထပ်ပြီးတော့ဆက်တင်ဆက်ပြီးပါမယ်